စ္စည်းမပြည့်သက်များလုံးမဲ့မင်္ဂလာပါဧပြီလ9ရက်နေ့ည9:00နာရီတမင်းစစ်မပရိုင်းတိုင်းမစ္စည်းမပင်မသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ KNO နဲ့ PSLF ဗဟုကော်မတီများတွေ့ဆုံရေးရှေ့ပြေးညှိနှိုင်းမှုစတင်တဲ့သတင်းလီဗီယာနဲ့ရဝန်အာရော့နိုင်ပေမဲ့မိုးနဲ့လေပြင်းအန္တရာယ်ဆက်ရှိနိုင်တဲ့သတင်းငလျင်ဘေးတင့်ဒေတာကန်တွေယာယီနေထိုင်တဲ့နေရာတွေမှာအိမ်နာမလုံလောက်မှုနဲ့ရင်ဆိုင်နေရတဲ့အကြောင်းနဲ့ ကန်နဲ့ကုံသွေးရေးစစ်ပွဲဆင်နွှဲဖို့တရုတ်အသင်းရှိတယ်ဆိုတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုံစည်းလုံးနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ KNO နဲ့ PSLF ဘ ਹੁ ကော်မတီများတွေ့ဆုံရေးရှေ့ပြေးညှိနှိုင်းမှုစတင်တဲ့သတင်းနဲ့ဆက်လိုက်အောင်ပါ။ ကချင်လူလတ်ရေးအဖွဲ့ KNO KNY နဲ့ပလောင်မျိုးသားလူမျိုးရေးတအူ PSLF TLLA တို့ရဲ့မြေပြင်တပ်ဖွဲ့ဝင်တွေအကြားမကြာခဏဖြစ်ပွားနေတဲ့နေမြေအငင်းပွားမှုအခြေခံတဲ့ပြိပခါတွေကိုဖြေရှင်းရေးဗဟုအဆင့်တွေ့ဆုံမှုဖြစ်ပေါ်လာစေဖို့ညှိနှိုင်းမှုအဖွဲ့တွေဖွဲ့စည်းပြီးဒီကနေ့ April 9ရက်နေ့မှာညှိနှိုင်းမှုစတင်နေပြီဖြစ်တယ်လို့ KNO KNYC ကတည်ရပါဗျာ။ ။ KIO KIU စီဦးစီချုပ်ဒုတိယဗိုလ်ချုပ်ကြီးကွမ်မောကလည်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် KIO နဲ့ BSLF နှစ်ဖွဲ့ဆွေးနွေးပွဲအတွက်ရှေ့ပြေးညှိနှိုင်းမှုတွေစတင်နေပြီးသက်ဆိုင်ရာဒေတာတွင်ကမိဘပြည်သူတွေနားလည်ကူညီပေးချဖို့နဲ့အွန်လိုင်းသုံးစွဲသူမီဒီယာတွေနဲ့အကြံပေးထောက်ပြလူတွေစီကနေလည်းအပြုသဘောဆောင်တဲ့ကူညီပံ့ပိုးမှုတွေကိုမျှော်လင့်တယ်လို့ဒီကနေ့မှရေးသားဖော်ပြထားပါတယ်။ 2025ခုနှစ်ပထမ3လတာကာလအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းကကုတ်ခိုင်မြို့နယ်နန်းဖက်ကာမြို့နံမတူမြို့နယ်မုံဝီကျေးရွာမိုးမိတ်မြို့နယ်နဲ့မန်တုံမြို့နယ်တွေမှာ KIA နဲ့ TLLA တပ်ဖွဲ့ဝင်တွေကြားပြစ်ပခဖြစ်ပွားမှုတွေရှိနေပြီးမကြာခဏကိုထီးလက်ရောက်ထိုးကျိတ်ခိုက်ရန်ဖြစ်ပွားမှုတွေရှိနေတာပါဒါပေမဲ့လက်ရှိအချိန်ထိနှစ်ဖက်တပ်တွေအကြားလက်နက်အသုံးပြုပြစ်ပခဖြစ်ပွားတာကိုတော့မတွေ့ရသေးပါဘူး။ အဲ့ဒီပဋိပက္ခတွေဟာမြေပြင်တပ်ဖွဲ့ဝင်တွေကြားနေမြေအငင်းပွားမှုကိုအခြေခံလို့ဖြစ်ပွားနေတာလို့ဒေသတွင်ပြည်သူတွေနဲ့အတူ KIA ပြန်ကြားရေးတာဝန်ရှိသူတွေရဲ့ပြောဆိုချက်အရသိရပါတယ်ပြိပခါတွေပုံမှုဆိုးရွားမလာစေဖို့နှစ်ဖက်တာဝန်ရှိသူတွေကဗဟုအဆင့်တွေ့ဆုံညှိနှိုင်းဖို့အစောတလင်လိုအပ်ကြောင်းကိုလည်းနိုင်ငံရေးလေလာသုံးသပ်သူတွေနဲ့ပြိပခါဖြစ်ပွားရာဒေတာကဒေတာကန်တွေက ပြောဆိုထားတာရှိပါတယ်ခင်ဗျာ လေဗီယာနဲ့ရဝန်အားလျော့နိုင်ပေမဲ့လည်းမိုးနဲ့လေပြင်းအန္တရာယ်ဆက်ရှိနေတဲ့တဲ့တွေနဲ့ဆက်ရအောင်ပါဘင်္ဂလားပင်လယ်ော်ကလေဗီယာနဲ့ရဝန်ဟာအားလျော့သွားနိုင်ပေမဲ့မြန်မာနိုင်ငံတဝန်းမိုးရွာသွန်းမှုဆက်ရှိနေနိုင်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတဲ့တွေထုတ်ပြန်ပါတယ် ီကနေ့ဧပြီလ9ရက်မနက်9:00နာရီခွဲချိန်တိုင်းတာချက်အရဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အားကောင်းတဲ့လေပြင်းရနဲ့ရဝန်ဟာဧပြီလ10ရက်နေ့မှာဘင်္ဂလားပင်လယ်အော်အလဲပိုင်းကိုရွေ့ရှားပြီးတဲ့နောက်တဖြည်းဖြည်းအာရော့သွားနိုင်တယ်လို့မိုးစလာကဆိုပါတယ်လာမယ့်နှစ်ရအတွင်းရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းအထက်ပိုင်းအေရီတိုင်းတနင်္လာရီတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာမိုးထစ်ချုံရွာနိုင်တယ်လို့မိုးစလာကထုတ်ပြန်ထားပါတယ်။ လီဗီးယားနဲ့ရဝင်းရဲ့အရှိန်ကြောင့်ဒေတာအနှက်မှာဧပြီလ9ရက်နေ့ကနေ14ရက်နေ့အတွင်းမိုးထစ်ချုံရွာနိုင်တယ်လို့တနအိ15မိုင်ကနေ28မိုင်ကန်အထိပြင်းထန်တဲ့လေပြင်းတွေတိုက်ခတ်တာစိုက်ဆင်းလေပြင်းဒေတာအကော၄စင်းနှမောင်းတိုက်ခိုက်တာတွေရှိလာနိုင်တယ်လို့မိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်ကအတည်ပြုထားပါတယ်ပြီးခဲ့တဲ့ဧပြီလ8ရက်နေ့လယ်ပိုင်းကလည်းရန်ကုန်တိုင်းကြောက်တန်းမြို့နယ်အတွင်းစိုက်ဆင်းလေပြင်းတိုက်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ်လီဗီးယားနဲ့ရဝန်းအရှိန်ကြောင့်မြန်မာနိုင်ငံဒေသအများစုမိုးရွာနိုင်တယ်လို့ငလျင်ဘေးတင့်ဒေသတွေဖြစ်တဲ့မန္တလေးတိုင်း၊စကိုင်းတိုင်း၊ပဲခူးတိုင်းနဲ့နေပြည်တော်တွေမှာမိုးတက်လေပြင်းအန္တရာယ်သတိပြုကြဖို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM ကပြီးခဲ့တဲ့ဧပြီလ10ရက်နေ့မှာတတိပေးထားပါတယ်။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်တံကိုလူပေါင်း9သမသတန်းကျော်ခန်းစားခဲ့ရပြီးလက်ရှိရာဒီဥတုအခြေအနေနဲ့မကြမီရောက်ရှိလာမဲ့မိုးရာသီကြောင့်ယာယီဘေးရှောင်စခန်းတွေမှာခိုးလုံနေသူတွေအတွက်အခုအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယူအန်အိုချာကထုတ်ပြန်ထားပါတယ်ခင်ဗျာငလျင်ဘေးတဲ့ဒေသခံတွေယာယီနေထိုင်တဲ့နေရာတွေမှာအိမ်သာမလုံလောက်မှုနဲ့ရင်ဆိုင်နေရတဲ့တဲ့ရင်ကိုပြောပြပေးပါမယ်။ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ငလင်ဘေးတင့်ပြည်သူတွေနေထိုင်ရာနေရာတချို့မှာအိမ်သားမလုံလောက်မှုနဲ့ရင်ဆိုင်နေရပြီးဝမ်းယောဂါနဲ့တခြားကုသက်ယောဂါတွေပြန့်နှံ့ဖြစ်ပွားလာမှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင်းထိခိုက်ပျက်စီးမှုများပြားခဲ့တဲ့မန္တလေးတိုင်းကငလင်ဘေးတင့်ဒေသခံတချို့ဟာနေအိမ်တွေပျက်စီးခဲ့တဲ့အတွက်လက်ရှိအချိန်ထိယာယီတဲတွေနဲ့နေထိုင်နေကြရတာပါ။ အဲ့လိုငလင်ဘေးတင်ပြည်သူတွေယာယီနေထိုင်ရနေရာတွေမှာနေထိုင်သူလူဦးရေနဲ့အိမ်သာအရေအတွက်လုံလောက်မှုမရှိတာကြောင့်အခက်အခဲတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။မိကလည်းမရတော့ရေမော်တာတွေမောင်းလို့မရဘူး။အဲ့ဒီတော့တုံးဖို့ရေကအခက်အခဲရှိနေတယ်။တုံးရေအစင်မပြေတော့အိမ်သားတွေအုံပြုဖို့အတွက်အခက်အခဲတွေရှိနေတာပါလို့မန္တလေးကငလင်ဘေးတင်ပြည်သူတွေစီကိုညီမှုပြုလုပ်နေသူတူကပြောပါရတယ်။ ငလင်တန်ကြောင့်အဆောက်အဦတွေပြိုပြက်ခဲ့တဲ့အတွက်လမ်းမတွေပေါ်မှာယာယီတဲတွေထိုးပြီးနေထိုင်နေကြတဲ့နေရာတချို့မှာအိမ်သာမလုံလောက်မှုတွေကြောင့်ကျင်ကြီးကျင်ငယ်စွန့်တဲ့ကိစ္စရက်တွေကိုကျုံတို့ဖြစ်ရှင်းနေရသူတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။အခုရပိုင်မန္တလေးမြို့မှာအချိန်ခါမဟုတ်မိုးရွာသွန်းမှုတွေကြောင့်အိမ်သာမလုံလောက်တဲ့ငလင်ဘေးတိမ်းရှောင်သူတွေနေထိုင်တဲ့နေရာတွေမှာကျင်ကြီးကျင်ငယ်တွေရဲ့အနံ့အသက်ဆိုးဝါးစွာထွက်ပေါ်မှုတွေရှိနေတယ်လို့သိရပါတယ်။ လက်ရှိမှာငလျင်ပေတဲ့ဒေတာကန်တွေယာယီခိုးလုံရနေရာတွေမှာအိမ်သာလုံလောက်စွာအသုံးပြုနိုင်စေဖို့ဒေတာအခြေဆိုင်အကူအညီပေးရေးအဖွဲ့တွေကအပူတပြင်းလှုပ်ဆောင်နေတယ်လို့သိရပါဗျ။မြို့နယ်လိုက်ငလျင်ပေတဲ့ဒေသခံတွေခိုးလုံရနေရာတွေနဲ့အနီးတစ်ဝိုက်မှာလဲကူးဆက်ရောဂါတွေပြန့်နှံ့မှုကနေကာကွယ်ဖို့ပိုးတက်ဆေးဖြန်းတာတွေလှုပ်ဆောင်ဖို့လိုအပ်ကြောင်းလဲအကူအညီပေးရေးအဖွဲ့တွေကတိုက်တွန်းထားပါဗျ။ မြန်စီမာရဲ့ဒီကနေ့ဧပြီလ9ရက်နေ့အထိနောက်ဆုံးရရှိထားတဲ့အချက်လက်တွေအရပြည်ဟာ9.9အဆင့်ရှိတဲ့ငလျင်ကြောင်းမြန်မာနိုင်ငံတွင်းတည်ဆုံခဲ့ရသူဟာ9352ဦးဒဏ်ရာရသူ9108ဦးနဲ့ပျောက်ဆုံးနေသူစုစုပေါင်းဟာ938ဦးထိရှိလာပြီဖြစ်ပါတယ်ခင်ဗျာအမှတ်3လေးလေးအမြောက်တပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးထွက်ပြေးခဲ့ပြီးတဦးလွတ်မြောက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ် ARD တိုင်းရေကြီးမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးထွက်ပြေးခဲ့ပြီးအချင်းချင်းပြစ်ခတ်မှုကြောင့်၂ဦးသေဆုံးကပြန်လည်ဖမ်းဆီးခံရတဲ့၅ဦးပြစ်ဒဏ်ခံခဲ့ရသလို၂ဦးလွတ်မြောက်ခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေနဲ့ဒေသခံတွေကမျက်စိမှောက်ပြောပါတယ်။ရေကြီးမြို့နယ်မြောက်ဆန်းကျေးရွာမှာရှိတဲ့အမှတ်၃လေးလေးအမြောက်တပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးဟာဧပြီလ၄ရက်နေ့ကထွက်ပြေးခဲ့တာဖြစ်တယ်လို့စစ်ကောင်စီတပ်နဲ့နေဆက်တူတူကပြောပါတယ်။ ထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုက်လံဖမ်းဆီးခဲ့ရမှာဧပြီလ၄ရက်မနက်၁၇နာရီခန့်မှာမကြီးတော်ရွာထိပ်မှာပြစ်ခတ်မှုဖြစ်ခဲ့ပြီးထွက်ပြေးသူတွေကနှစ်ဦးတေဆုံးခဲ့တယ်လို့သူကဆိုပါတယ်။အဲ့လိုပြစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ကြံစစ်ကောင်စီတပ်ဖွဲ့ဝင်၆ဦးဟာကိုင်းရကြီးရွာဘက်ကိုထွက်ပြေးခဲ့ကြကြောင်းထွက်ပြေးသူတွေထဲမှာစစ်ဗိုလ်တအူးပါဝင်ကြောင်းစစ်ကောင်စီတပ်နဲ့နှိစက်သူရဲ့ပြောပြချက်အရသိရပါရယ် အဲဒီနောက် light truck က3စီးအပြင်ခြေလင်းတပ်ဖွဲ့ဝင်တွေပါဝင်တဲ့အင်အား90ခန့်ပါစစ်ကောင်စီစစ်ကြောင်းကထွက်ပြေးသွားသူတွေကိုဧပြီလ4ရက်နေ့လယ်ပိုင်းမှာလိုက်လံဖမ်းဆီးခဲ့တယ်လို့မျက်မြင်တွေ့ရှိခဲ့တဲ့ဒေသခံတူကပြောပါရယ်စစ်ကြောင်းထိုးပြီးလိုက်ဖမ်းတော့9ရောက်မိလာတယ်9ရောက်စလုံးကိုမကြီးတော့ပြန်ခေါ်လာပြီးရွာနောက်ဖက်မှာပြစ်တက်လိုက်တယ်အလောင်းတွေကိုခြုံထဲမှာပြစ်ထားခဲ့လို့ရွာကမြေမြုပ်ပေးလိုက်ရတယ်လို့ဒေသခံကပြောပါရယ် ထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာသူတို့နဲ့အတူပါလာတဲ့တနတ်တွေကြီကုံသွားတာကြောင့်လွတ်ပြစ်ခဲ့ချပြီးတဲ့နောက်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ စစ်ဘိုလ်ဆိုသူကိုပြန်လည်ဖမ်းဆီးနိုင်တာမရှိသေးပေမဲ့လက်ရှိအချိန်ထိလွတ်မြောက်နေဆဲဖြစ်တယ်လို့စစ်ကောင်စီနဲ့နေဆက်သူကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ16ရက်နေ့က AR တိုင်းလင်းပြနာမြို့နယ်နဲ့ရေကြီးမြို့နယ်တွင် AA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းကထွက်ပြေးခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းမြို့အနီးကိုဗဟိုပြုလို့ပြင်းအား Richter scale 9.9ရှိတဲ့ငလင်လှုပ်ခတ်ပြီးတဲ့နောက်အမျိုးသားညညရေးအစိုးရက April 23ရက်နေ့အထိအပြစ်ခတ်ရက်စဲမယ်လို့ကြေညာထားတာပါဒါပြင်ညီနောင်မဟာမိတ်၃ဘွဲ့ဖြစ်တဲ့ MMDA AA နဲ့ TLLA တို့ကလည်းဧပြီလ30ရက်အထိတပတ်တပ်အပြစ်ရကြောင်းကြေညာထားခဲ့ပါတယ်။ဒါပြင်စစ်ကောင်စီဘက်ကလည်းဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိအပြစ်ရကြောင်းကြေညာမှုတွေရှိခဲ့တာပါ။ အဲ့လိုကြင်ညာပြီးတဲ့နောက်လေးမျက်နှာနဲ့ရေကြီးမြို့နယ်တွေမှာတိုက်ပွဲအခြေအနေတွေငြိမ်သက်နေပေမဲ့စစ်ကောင်စီကမကြာခဏဆိုသလိုစက်တက်လေထီတွေစစ်လေရင်တွေနဲ့ရေကြီးနဲ့လေးမျက်နှာမြို့နယ်အတွင်းကကြီးရွာတွေကိုဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ရှုစားမှာဖြစ်ပါတယ်ကန်နဲ့ကုံသွဲရေးစစ်ပွဲဆင်နွှဲဖို့တရုတ်အသင့်ရှိတယ်ဆိုတဲ့သတင်းကိုမြစည်းမဝိုင်းတို့သူမတ်ရွှေနယ်ကတင်ဆက်ပေးမှာဖြစ်ပါတယ် မရိကန်သမ္မတဒေါ်နယ်ထရမ့်ကအခွန်ထက်မှန်တိုးမြင့်ကောက်ခံသွားမယ်လို့ချင်းချောက်ခဲ့ပြီးတဲ့နောက်တရုတ်ကကုန်သွယ်ရေးစစ်ပွဲကိုအဆုံးထိဆင်နွှဲသွားမယ်လို့ဧပြီလ10ရက်နေ့မှာပြောကြားလိုက်ပါတယ်။ဆူဆူဝဝထိခိုက်ခဲ့တဲ့ကမ္ဘာစည်းကွက်တည်ငြိမ်ကာစအချိန်မှာကုန်သွယ်ရေးစစ်ပွဲကိုပိုဆိုးအောင်မလုပ်ဖို့ဥရောပသမ္မတကသတိပေးခဲ့ပါတယ်။ထရမ့်ကအခွန်တိုးမြင့်ကောက်ခံတာတွေပြုလုပ်ခဲ့တာကြောင့်နိုင်ငံတကာစီးပွားပြတ်ကပ်ဖြစ်ပွားမှာကိုစိုးရိမ်ပြီးကမ္ဘာစီးပွားရေးလှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့ပါတယ် ဒေါ်နယ်ထရမ်က stock share ဈေးကွက်တိတိတသာကျဆင်းခဲ့တာတောင်တင်းကျပ်တဲ့ကုန်သွယ်မူဝါဒကိုရပ်တန့်ခဲ့ခြင်းမရှိပါဘူး အမေရိကန်ရဲ့အဓိကစီးပွားပြိုင်ဘက်လဲဖြစ်အဓိကကုန်သွယ်ပြိုင်ဘက်လဲဖြစ်တဲ့တရုတ်နိုင်ငံကဧပြီလ10ရက်နေ့ကစပြီးတော့အမေရိကန်ကုန်စည်တွေအပေါ်မှာအခွန်34ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံသွားမယ်လို့တုံ့ပြန်ခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံနှစ်ခုကြားကကုန်သွယ်စစ်ပွဲကပိုပြီးတော့ပြင်ထန်လာခဲ့ပါတယ်။တရုတ်ဘက်ကချက်ချင်းပြန်လဲတုံ့ပြန်ခဲ့တာနဲ့ပတ်သက်လို့ဒေါ်နယ်ထရန့်ကတရုတ်အနေနဲ့တံပြန်တိုက်ခိုက်တာတွေကိုမရက်ဘူးဆိုရင်တရုတ်ထောက်ကုန်တွေကိုနောက်ထပ်အခွန်50ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံသွားမယ် ယ်လို့သတိပေးခဲ့ပါတယ်။အဲဒါဆိုရင်တရုတ်ထုတ်ကုန်တွေအတွက်စုစုပေါင်းအခွန်၁၀၄ရာခိုင်နှုန်းပေးဆောင်ရတော့မှာဖြစ်ပါတယ်။မိမိအနေနဲ့တရုတ်ကိုအမှန်တကယ်လေးစားပါတယ်။ဒါပေမဲ့တရုတ်အနေနဲ့ဒီလိုလက်တုံ့ပြန်လို့တော့မရပါဘူးလို့ထရန့်ကအင်ဖီရောမှာပြောကြားခဲ့ပါတယ်။ဒါကိုပြန်ပြင်အောင်လုပ်ဖို့မိမိတို့မှာအခွင့်အရေးရှိပါတယ်။ ဒီလိုလုပ်ရတာကိုလည်းဂုဏ်ယူပါတယ်လို့ထရမ့်ကဆက်ပြောပါရယ်ဒီပြောဆိုချက်ပေါ်တရုတ်ကလည်းချက်ချင်းပြန်လဲတုံ့ပြန်ခဲ့ပါရယ်အမေရိကန်ရဲ့လုပ်ရကချိန်ချောက်အကြက်ကင်နာဖြစ်ကြောင်းပြောကြားခဲ့ပြီးအမေရိကန်နေနဲ့ဧပြီလ9ရက်နေ့မှာစတင်ကောက်ခံမဲ့အခွန်34ရာခိုင်နှုန်းအပေါ်မှာအခွန်ထပ်တိုးကောက်ခံသွားမယ်ဆိုရင်တုံ့ပြန်မှုတွေလုပ်သွားမယ်လို့တရုတ်ကကြေပြုခဲ့ပါရယ်အမေရိကန်နေနဲ့ဒီတိုင်းဆက်လုပ်နေမယ်ဆိုရင်တရုတ်ကလည်းအဆုံးထိဆက်တိုက်သွားမှာဖြစ်တယ်လို့တရုတ်စီးပွားရေးဝန်ကြီးဌာနပြောခွင့်ရသူကဧပြီလ10ရက်နေ့မှာပြောကြားခဲ့ပါရယ် တရုတ်နဲ့အမေရိကန်ကြားတင်းမာမှုတွေမြင့်တက်နေချိန်မှာအမေရိကန်ဒုတိယသမ္မတ JD Vance ကအမေရိကန်ကတရုတ်လက်သမားတွေရဲ့ငွေကြေးတွေကိုနှိရှေလာများချေယူထားနိုင်ခဲ့တယ်လို့ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီးဒါအရင်ဆိုင်ပြီးတော့အစဉ်ချင်းမဲတဲ့ပြောဆိုချက်ဖြစ်တယ်လို့တရုတ်နိုင်ငံကြီးဝန်ကြီးဌာနကပြစ်တင်ရှုံချခဲ့ပါတယ်။တရုတ်နိုင်ငံနဲ့ထိတွေ့ဆက်ဆံရမှာ PR ပေးတာချင်းချောက်တာနဲ့အကြက်ကနာတွေကမှန်ကန်တဲ့နီးလမ်းမဟုတ်ဘူးလို့တရုတ်နိုင်ငံကြီးဌာနကပြောဆိုခဲ့ပါတယ်။ဥရောပသမဂ္ဂကတော့တင်းမာမှုလျှော့ချနိုင်ရေးကြိုးပမ်းလျက်ရှိပါတယ်။ ဥရောပသမဂ္ဂအကြီးအကဲကတရုတ်ဝန်ကြီးချုပ်လီချန်းနဲ့တွေ့ဆုံချိန်မှာကုန်သွယ်ရေးပြည်ပခပုံမှုဆိုးဝါးလာတာနဲ့ပတ်သက်ပြီးတော့သတိပေးခဲ့ပါတယ်။ကမ္ဘာစီးပွားရေးတည်ငြိမ်မှုအရေးကြီးတဲ့ဥရောပသမဂ္ဂအကြီးအကဲကအလေးပေးပြောကြားခဲ့ပြီးညီနိုင်ဆွေးနွေးအဖြေရှာကြဖို့နဲ့တဲမာမှုဆက်လက်မြင့်တက်စေမယ့်လုပ်ရက်တွေကိုရှောင်ရှားကြဖို့တိုက်တွန်းခဲ့ပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊ဆက်သုံးစီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့အမေရိကန်ဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စဉ်2100ကျပ်ပြင်ပပေါင်စီ4450ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီသတ်မှတ်စဉ်1555ဒသမ15ကျပ်ပြင်ပပေါင်စီ3304ကျပ်ဥရောပတရူရိုကိုစစ်ကောင်စီသတ်မှတ်စဉ် 2269တသမ8နှစ်ကျပ်ပြင်ပပေါင်စီ4900တကျပ်ခိုင်းပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စီ60တသမ34ကျပ်ပြင်ပပေါင်စီ128တသမ98ကျပ်မလေးရှားတမင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စီ468တသမ65ကျပ်ပြင်ပပေါင်စီ993ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စေ56သိန်း1000ကျပ်ပြင်ပပေါက်စေ68သိန်း6000ကျပ်15ပဲတစ်ချက်သားကို ရွှေကုန်တဲ့အသင်းသတ်မှတ်စေ52သိန်း9395ကျပ်ပြင်ပပေါက်စေ64သိန်း6000ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါရွှေစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရရန်ကုန်73စီစင်းတွေကတော့ဒီဇယ်1လီတာကို2580ကျပ်ပရီမီယံဒီဇယ်1လီတာကို3190ကျပ်အောက်တိတ်92လီတာကို3000ကျပ်အောက်တိတ်95လီတာကို3050ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73စီစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရအစားအုံစီဈေးနှုန်းတွေကတော့ စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6980ကျပ်ပြင်ပပေါက်စီ9500ကျပ်ပေါက်စီရှိပါတယ်ပေါ်ပြပါဇင်းတို့တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်တမျက်စိမှ brand time မျက်စိမှပင်မှတရင်စီစဉ်ကိုတင်ဆက်ပေးကြတာပါချစ်ရှုအားပေးကြသူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ